ားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါနော်အခုကျွန်တော်ပြပေးမှာ33ရှိဘူးပေါ့နော်33ရှိဘူးရောက်တဲ့အချိန်ကျရင်ကျွန်တော်ပြပေးမယ်လို့ထပ်ပြီးတင်ပေးမယ်လို့ပြောထားတဲ့ဂရီအတိုင်းနော်33ရှိဘူးကအခုကျွန်တော်စောင့်နေတဲ့နေရာကိုရောက်လာပြီနော်အဲရောက်လာရတဲ့ကျွန်တော်အခုပြပေးမှာဖြစ်တယ်နော်ဟုတ်ကဲ့အားလုံးမင်္ဂလာပါမင်္ဂလာပါအားလုံးကြည့်အောင်နော်ဒီ9ဆုံးတဲ့ခုနှစ်မှာလို့နော်9ဆုံးတဲ့ခုနှစ်မှာသူက9နှစ်ခတ်3တလုံး3ခါနဲ့နော်9နှစ်ခတ်3ခါနဲ့ ်3ရာသုံးရှည်ရွယ်เนาะပထမကံမှာ3ရာသုံးရှည်ရွယ်ဒုတိယကံကျရင်1သုံးရှည်ရွယ်လာမှာเนาะအဲ့တော့3ရာသုံးရှည်ရွယ်ကြတယ်အဲ့3ရာသုံးရှည်ရွယ်ကြတဲ့ခါမှာတဲ့သူကသူ့ရှင်းနေက break လေးပေါ့เนาะ၄ break ရဲ့ power 6နောက်ပိတ်နဲ့၄ break ရဲ့ power 6နောက်ပိတ်နဲ့เนาะဒါပထမကံเนาะ65ခုနဲ့50ဆုံးနဲ့ခုเนาะဒီမှာ2005ခုနဲ့မှာတစ်ခါဖြစ်တယ်เนาะ2005 2005ခုနှစ်မှာ52ခုနှစ်မှာသူက9ရက်နှစ်ခါ3ခါเนาะ9ရက်နှစ်ခါ3ခါပုံတည်เนาะ3ခါပုံတည်နေပထမကံမှာ 33တွယ်အခုဒုတိယကံမှာ13ရှည်တွယ်နော်13ရှည်တွယ်အဲ့13ရှည်တွယ်လို့ကြားလိုက်တဲ့အချိန်မှာသူကရှစ်သူ့ရှင်းကဗရိတ်ကိုနော်ကိုးပါပါ၄နောက်ပိတ်နဲ့နော်တကွက်ထက်ထူသွားတာပေါ့နော်ဒါဒုတိယကံဟုတ်ပြီလားတတိယကံကသူက2015မှာတစ်ခါဖြစ်တယ်နော်တတိယကံ2015မှာသူက9ဆွန်းနဲ့ခုနှစ်ဖြစ်တဲ့အတွက်9ရဲ့နှစ်ခါ3ခါပုံသေးနဲ့3ခါပုံသေးနဲ့ပထမကံမှာ33တွယ်ဒုတိယကံမှာ13တွယ်အခု တရကမှာ2 3ရှေတွေเนาะအဲ့2 3ရှေတွေကြာလိုက်တာ ਨੇ သူ့ရဲ့ရှေ့နှစ်က brake 1သူ့ရဲ့ကတ်ရဲ့ရှေ့နှစ်က brake 1ကပါပါခွန်နောက်ပိတ်နဲ့ကြာเนาะဟုတ်ပြီဒါဆိုရင်အခုတတရစလုဒ်ကပ်ပေါ့2025မှာပေါ့เนาะ2025မှာ9ဆုံးနှစ်ခုနှစ်ဖြစ်တဲ့အတွက်9ရဲ့နှစ်ခါ3ခါပုံသေးနဲ့เนาะ3ခါကလည်းအခုဒီမထိုင်သေးဘူးเนาะ သုံးခါလည်းခုထိမထိုင်သေးဘူးအဲ့တော့ငါးရဲ့နှစ်ခါသုံးခါပုံသေးနဲ့သုံးသုံးရှည်ဘူးကြာပြရမှာပေါ့နော်သုံးသုံးရှည်ရွယ်နော်ပထမကံမှာ၃ညာ၃ရှည်ရွယ်ဒုတိယကံမှာ၁၃ရှည်ရွယ်တတိယကံမှာ၂၃ရှည်ရွယ်အခုတတိယကံအခုတတိယကံမှာသုံးသုံးရှည်ဘူးနော်အဲ့သုံးသုံးရှည်ရွယ်လို့ကြာလိုက်တာနဲ့သူကသူ့ရှည်နှစ်ကပရိငားရဲ့ပါပါ၃ညာနောက်ပိတ်နဲ့လာကြာမှာနော်ပရိငားရဲ့ပါပါ၃ညာအပိတ်နဲ့ကြာပြရမှာနော် ဟုတ်ပြီဒါဆိုရင်3 3ရှည်ရွယ်အဲ့ဒီရှည်ရွယ်ဒီဘယ်ချိန်ဒီမှာကြာလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ရအောင်နော်ကျွန်တော်ဒီချိန်မှာဖမ်းထားတာနော်အကြောင်ဒီကြားချိန်ဒီမှာကျွန်တော်တစ်ခါမှတင်မပေးဘူးနော်ဒီ3ချိန်မြောက်မှာစတင်ပေးထားတယ်တင်ပေးထားပြီးတော့ဒီကြားမှာမတင်ပေးခဲ့ဘူးစောင့်နေတဲ့အချိန်ကဒီချိန်ကျလို့နော်ဒီချိန်မှာကြာကျွန်တော်ကဒီချိန်မှာဖမ်းထားတယ်နော်ဟုတ်ကဲ့အားလုံးကြည့်မယ်နော်ပထမကတ်ကိုပြန်သွားမယ်ပထမကတ်မှာသူက95ခုနဲ့90ခုနဲ့မှာအဲ့9ရဲ့နှစ်ခါ3ခါပုံသေးနဲ့3ညာ3ရှည်ရွယ်ကြာတညာလုံးရှည်ရွယ်ကြပြီးတော့သူတွေကဘရိတ်လေးရဲ့ပါပါဘူးကိုနောက်ပိုင်းနဲ့ အဲ့ကနန်းကြရတော့မယ်ဆိုရင်တဲ့သူအဲ့ကနန်းကြရတော့မယ်ဆိုရင်တဲ့သူကဘာအထောက်ထောက်ထားရမလဲဆိုတော့အဲ့ဒီတုံညာတုံးရှည်ရွက်ကြရတော့မယ်ဆိုရင်တဲ့သူရှည်နေတစ်ကြိမ်တစ်နှစ်နဲ့သုံးနှစ်စင်းလိုက်လေးထိပ်ကြီးပုံတွေထောက်ထားမယ်နော်လေးထိပ်ကြီးကပုံတွေထောက်ထားမယ်အဲ့ဒီလေးထိပ်ကြီးကနေပြီးမှသူကဆောင်းတက်လိုက်ညာဘက်ကိုနော်တစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်မှာဒီမှာလေးထိပ်ကြီးရဲ့ဆောင်းလေးထိပ်ကြီးပုံတွေထောက်ထားတယ်နော်ဒီလေးထိပ်ကြီးပုံတွေထောက်ထားပြီးမှသူ့ရဲ့ဆောင်းတစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်မှာ သူကလာပြီးတော့အဲတုံညာသုံးရှည်ရွယ်ကိုထွက်ပေးရတာနော်အဲတုံညာသုံးရှည်ရွယ်ထွက်ပေးတဲ့အချိန်မှာလည်းပဲသူ့ရှင်းနှစ်က၄ရဲ့ပါဝါဘရိတ်၄ရဲ့ပါဝါကိုနောက်ပြီးနဲ့ထွက်ပေးရတာနော်ဒါပထမထောက်ချက်နော်ဒုတိယထောက်ချက်ပြီးရင်ထပ်ပြမယ်နှစ်ချက်ထောက်တာလားနော်ဟုတ်ပြီဒါဆိုရင်နဲ့2005မှာလည်းပဲအဲ့တိုင်းပဲတဲ့၃ခါပုံသေးနဲ့၅ဆုံးနဲ့အခုနဲ့မလို့၅ရဲ့နှစ်ခါ၃ခါပုံသေးနဲ့ပထမကမ္မ13 8 3ညာ3တွေအခုဒုတိယကမ္မ13တွေလို့ကြာပြီနော်အဲ့13တွေကြာရတာနဲ့သူ့ရှေ့က နှစ်ကဘရိတ်ကိုးရဲ့ပါပါလေးနောက်ပိတ်နဲ့ကြာတယ်နော်အဲ့ကောင်ကြာတော့မယ်ဆိုရင်လည်းပဲသူ့ရှေ့ကက်ကလိုပဲနော်ပထမကက်ကလိုပဲသူ့အောက်တစ်ချိန်နှစ်ချိန်သုံးနှစ်သုံးနှစ်ဆင်းလိုက်လို့ရှိရင်လေးထိပ်ကပုံသေးထောက်ထားပါတယ်နော်အဲ့ဒီလေးထိပ်ပုံသေးထောက်ထားပြီးကံမှာသူကလေးထိပ်ကနေသူ့ရဲ့ညာဘက်အပေါ်ဆောင်တစ်နှစ်နှစ်နှစ်မြောင်မှာသူကတစ်သုံးရှည်တွေလာကြတာနော်ဒါဒုတိယကက်ဟုတ်ပြီဒါဆိုရင်တတရကတတရက2005မှာလည်းသူ2015မှာလည်းသူဒီတိုင်းပဲ905ခါပုံသေးနဲ့ ပထမကံမှာ3ည3တွေဒုတိယကံမှာ1 3တွေအခုဒုတတိယကံမှာရှေ့မှာ2 3တွေကြ2 3တွေကြပြီးတော့သူ့ရှေ့နှစ်ကနှစ်ကပေါ့ခွန်နောက်ပိတ်တော့မယ်ဆိုဒိတ်နဲ့ကြအဲ့ကနန်းကြရမယ်ဆိုရင်နှစ်အတွက်ဘယ်ဘက်အောက်ဆောင်1 2 3နှစ်မြောက်မှာလေးထိပ်စီပုံသေးထောက်ထားပါတယ်နော်လေးထိပ်စီပုံသေးထောက်ထားတယ်အဲ့ဒီလေးထိပ်စီကနေမှသူကအပေါ်ဆောင်တစ်ချိန်နှစ်ချိန်3ချိန်3မှာလာပြီးတော့ထွက်ရတာပေါ့နော်ဒါတတိယကံနော်ဟုတ်ပြီဒါဆိုရင်ဒီစတုတ္ထကံ2005မှာဟောတဲ့ 2005မှာလည်းဆိုတော့ငါ2025ပေါ့နော်2025မှာလည်းငါနောက်ပိတ်ကြောင့်ငါရဲ့နှစ်ခါ3ခါပုံသေးနဲ့နော်ငါရဲ့နှစ်ခါ3ခါပုံသေးနဲ့3 3ရှည်တွေနော်ပထမကံမှာ3 3ဒုတိယကံမှာ1 3တတိယကံမှာ2 3ခုတတိယကံမှာ3စတုတ္ထကံမှာ3 3ရှည်တွေနဲ့သူ့ရှင်ကငါရဲ့ပါဝါ3နောက်ပိတ်နဲ့ထွက်ရမှာနော်ဟုတ်ပြီအဲ့ဒါထ ဆိုတော့ဘုရှင်နဲ့သူကရှေ့ကက်ကရလို့ရှေ့ကက်တရားလို့ပဲเนาะသူတစ်ချိန်နှစ်ချိန်သုံးချိန်နှစ်မြောက်မှာလေးထိပ်စီကဒီကြမှာစားထောက်တာเนาะဒါကြောင့်ကျွန်တော်ဒီချိန်ကိုစောင့်ထားတဲ့အတွက်သူ့အပေါ်မှာလေးထိပ်စီကလုံးဝမထွက်ဘူးเนาะလေးထိပ်စီလုံးဝမထွက်ဘူးလေးထိပ်စီဒီကြမှာစားထွက်တာဒီကြမှာစားထွက်တာဖြစ်တဲ့အတွက်လေးထိပ်စီရဲ့ညာဘက်ဆောင်ပေါ့เนาะညာဘက်ဆောင်တနေ့၃နှစ်တက်လိုက်လို့ရှိရင်သူကအဲ့မှာသုံးသုံးရှည်ပဲဟိုဒီကြမှာကျွန်တော်ဖမ်းထားတာเนาะသုံးသုံးရှည်တွေ့ကြရမယ်သူ့ရဲ့ရှင်းနှစ်ကပရင်ငါးရဲ့ဘာဝ၃ရက်နောက်ပိတ်နဲ့ကြာမှာเนาะ ဟုတ်ကဲ့ထိတ်စီဒီဒီမှာကြာထားတယ်နောက်နောက်ချိန်မှလည်းထပ်ကြရအောင်เนาะဒီချိန်မှမကြရင်နောက်ချိန်မှလည်းထိုးမယ်ဆိုရင်ထိုးလို့ရတယ်เนาะနောက်ချိန်မှလည်းထိုးလို့ရတယ်လေးထိတ်စီကနှစ်ခါနှစ်ချိန်ဆင့်ကြာထားတာเนาะဒါပေမဲ့လို့ကျွန်တော်ကဒီချိန်မှဖမ်းထားတာဘာကြောင့်လဲဆိုတော့နောက်ထောက်တစ်ခုอ่ะတဲ့နောက်ထောက်တစ်ခုอ่ะသူက break နဲ့ထပ်ပြီးထောက်ထားတယ်เนาะကြည့်ရအောင်เนาะပထမကတ်ကိုပြန်သွားမယ်เนาะဒီတုံညာသုံးရှည်ရွဲကြာတော့မယ်ညာသုံးရှည်ရွဲနဲ့ကြာတော့မယ်ဆိုရင်သူ့ရဲ့အောက်ဆောင်တစ်ပင်နှစ်ပင်သုံးသုံးနှစ်မြောက်မှာလေးထိတ်ကပုံဒီကောင်ရဲ့အောက်တစ်ပင်နှစ်ပင် ပေးမှာသူ break နှစ်ထောက်ထားတယ်เนาะ break နှစ်ကလည်းထပ်ထောက်ပေးရမှာเนาะလေးထိပ်စီပုံတွေကလည်းထောက်ထားရမှာ break နှစ်ကလည်းထောက်ထားရမှာဒုတိယကတစ်သုံးရှည်တွေကြာတော့မယ်ဆိုရင်တဲ့သူ့အောက်တစောင်းတင်ပြီးနှစ်မင်းသုံးနှစ်မြောက်မှာသူကလေးထိပ်စီကလည်းပုံတွေထောက်ထားရမှာဒီကောင်ရဲ့အောက်တစ်သုံးရဲ့သူ့ရဲ့တစ်သုံးရှည်တွေအောက်တစ်နှစ်နှစ်နှစ်ကပေးမှာ break 1ပထမကမှာ break 2ဒုတိယကမှာ break 1ကလည်းထောက်ထား break break ကစီနီယာနဲ့ထောက်မှာနော်ပထမကံမှာ2 break အခုတတိဒုတိယကံမှာ1 break ဒါဆိုရင်အခုတဒီမှာတတိယကံမှာ2 3ရှေ့ရရအောင်မယ်ဆိုရင်နဲ့သူ့ရှေ့တနေ့နဲ့နေ့3နေ့မြောက်မှာ၄ထိပ်စီပုံတွေထောက်ထားသလိုပဲသူ့ရဲ့အောက်မှာတပင်း2ပင်းရဲ့ဘေးမှာ၃ည break ဖြစ်သွားပြီနော်ပထမကံမှာ2 break ဒုတိယကံမှာ1 break တတိယကံမှာ၃ည break ဟုတ်ပြီအခု structure ကံမှာ6 break ထောက်အောင်မှာပေါ့ဒါဆိုနော်ဒီ3 3ရှေ့ပဲကြာတော့မယ်ဆိုရင်နဲ့သူ့ရဲ့ ရှင်းနှစ်အောက်ဆောင်မှာတိနှစ်သုံးနှစ်မြောက်မှာလေးထိပ်ကပုံလေးထောက်ထားတယ်လို့ပဲတဲ့သူ့အောက်တပင်းနှစ်ပင်ရဲ့ဘေးမှာပရိကိုကလည်းတိတိကျကျထောက်ထားတဲ့အတွက်ကျွန်တော်ဒီပွဲကိုရွေးလိုက်တာနော်လေးထိပ်စီကလည်းပုံလေးထောက်ထားရမယ်ပရိကလည်းပဲပထမကမှာနှစ်ပရိထောက်ပြီးမှရိုက်တယ်ဒုတိယကမှာတစ်ပရိထောက်ပြီးရိုက်တယ်တတိယကမှာသုံးရပရိရိုက်ပြီးထောက်တယ်သူစတုတ္ထကမှာ4ပရိထောက်ထားတယ်တိတိကျကျနော်နောက်ပွဲကျရင်ပရိကထောက်ချက်ကမမီတော့ဘူးနော်ဒါပေမဲ့ဒီပွဲမှာမကြလို့ရှိရင်နောက်ပွဲမှာဆက်ကစားမယ်ဆိုရင်လည်းကစားလို့ရတယ်နော်လေးထိပ်ကဒီမှာဆက်ထားဆက်ကြထားတယ်နော် ဟုတ်ပြီအဲ့မှာမှာကျွန်တော်သုံးကတ်နဲ့ပြန်ဖန်ပြမယ်နော်လေးထိပ်လေးကတ်မှာသုံးကတ်ကပိုးငိမ့်နေနော်သုံးကတ်ကဘယ်လိုငိမ့်လဲဆိုတော့ဒီ2005ကနေဖြတ်ပြမယ်သုံးကတ်စီကအငိမ့်ပြန်ချုပ်လို့ရတယ်နော်2005မှာတော့ငါးထိပ်ငါးနှစ်ခါသုံးခါပုံလေးနဲ့တစ်သုံးရှည်တော့ကြရတယ်ဆိုရင်လည်းသူ့ရဲ့ရှည်တနည်းနည်းနည်းဒီမှာသူက6ပါဝါတစ်ထောက်တာနော်6ပါဝါတစ်ခါထောက်တယ်6ပါတစ်ခါထောက်ပြီးဂွာပေါင်းချင်းကိုပြီးရင်ဂွာပေါင်းချင်းခွန်အဲ့ခွန်ဂွာပေါင်းချင်းခွန်ဒီခွန်နောက်ပိတ်လို့တက်ရတယ် ခုနောက်ပြီလို့တက်ရိုက်ပြီးတာနဲ့အဲ့အောင်မှာ break ခွန်ကြပြီးတာနဲ့အဲ့တစ်သုံးရှည်တော့ကြာတာနော်ဒါသုံးကတ်နဲ့အငိမ်ပြန်ချုပ်ပြတာဒုတိယကတ်မှာကျတော့2015မှာဒီတိုင်းမှာဒီနှစ်သုံးရှည်တော့ကြာတော့မယ်သူ့လိုပဲသူ့ရှည်နေမှာတနည်းနည်းနှစ်သုံးနေမှာသူက6ထိပ်ကပါပါတစ်ခါထောက်6ပေါ်မှာတစ်ခါလို့ထောက်လိုက်တာနဲ့သူကကွာပေါင်းချင်း9ပုံသေးကွာပေါင်းချင်း9ပုံသေးအဲ့ကွာပေါင်းချင်း9ဒီခွန်နောက်ပိတ်လို့ရိုက်ရိုက်ပြီးကံမှာပထမကံမှာခွန်ပရိတ်ဒုတိယကံမှာ10ပရိတ်လဲကြာလဲပြီးလို့ပြီးတော့အဲ့အောင်မှာကြာတယ်နော်ဟုတ်ပြီဒါဆိုရင်ခုတက်တရကဒီမှာ ဒါတုံးကမြောက်တုံးကနဲ့ဖမ်းချုပ်ပြရအောင်နော်ဒီတုံးတုံးရှည်ရွက်ကြတော့မယ်ဆိုရင်တဲ့သူကသူ့ရဲ့ရှင်းနှစ်တွေလိုပဲတနည်းနှစ်နှစ်သုံးနှစ်ရှေ့ကကလိုပဲ6ပါဝါတဲ့6ပါဝါတစ်ခါလို့ထောက်ထောက်ပြရတယ်သူ့ဘေးမှာကွာပေါင်းရင်းကိုပုံသေးကွာပေါင်းရင်းခုံပုံသေးအဲကွာပေါင်းရင်းခုံဒီခုံနောက်ပဲလို့တက်ရိုက်ခုံနောက်ပဲလို့တက်ရိုက်ပြရတယ်အောက်မှာ brake ကိုပထမကမှာ brake ခုံဒုတိယကမှာ brake ရှိအခုတတိယကမှာ brake ကိုလို့ရိုက်ပြီးမှအဲအောက်မှာကြာပေးရမှာသူကနော်ဒီစနစ်ကလေးကဖြစ်နိုင်ရင်များတယ်နော်ဟုတ်ကဲ့ဒီလောက်ဝင်ရှင်းမယ်ထင်ပါတယ်ဗျာနော်အားလုံးပဲ ကုလန်နော်ကန်းကောင်းကြပါသည်နော်သုံးအဓိကတော့33ရှိဘူးပေါ့နော်ပြောချင်တာ333ညာအဓိက33ရှိဘူးကို33ညာတကွက်ကိုတင်းထိုးပေါ့တင်းထားပြီးတင်းထိုးပြီးစိတ်မချလို့ရှိရင်33ရှိဘူးကိုပြီးဆွဲပေါ့နော်နောက်စီးစီးပေါ့နော်စိတ်မချရတဲ့လူက33ရှိဘူးကိုနောက်စီးစီးဆွဲလိုက်နော်33ညာကိုတင်းထိုး33ရှိဘူးကိုနောက်စီးစီးဆွဲနော်ကဲအားလုံးပဲကုလန်ကန်းကောင်းကြပါသည်ဗျာနော်